ဟယ်ရီပေါ်တာဇလန်းကဘလို့ပုံစံနဲ့ကမာနတ်ရုပ်ရှင်ချစ်သူတွေကိုလွှမ်းမိုးခဲ့တဲ့ဇာတ်ကားဖြစ်လာခဲ့တာလေဇလန်းရေးခဲ့သူရဲ့လူတွေထင်မှတ်မထားခဲ့တဲ့အခက်ခဲတွေရပါလေအလုံးမရှိငွေလည်းမရှိအိမ်အောင်ကွဲနေတဲ့မိခင်တူသူ့နာမည်ကတော့ JK Rowling မင်္ဂလာပါရှင် Knowledge TV ညီမကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အင်္ဂလန်နိုင်ငံသူအမျိုးသမီးတစ်ယောက်ဖြစ်တဲ့ JK Rowling ကမန်ချက်စတာမြို့အလဲသွားရင်းနဲ့ရထားပေါ်မှာ Harry Potter ဇလန်းကိုစဉ်းစားမိခဲ့တာပါ လန်ဒန်ပြန်ရောက်တာနဲ့ရိုးလင်းကဒီဇယ်လန်ကိုချက်ချင်းထိုင်ရေးပြီးတော့အသက်သွင်းခဲ့ပါတယ်1990ပြည့်နှစ်ဒီဇင်ဘာမှာရိုးလင်းရဲ့အမေဆုံးပါခဲ့တာကြောင့်ရိုးလင်းကပေါ်တူဂီနိုင်ငံကိုထွက်ခွာသွားခဲ့ပြီးတော့သတင်းဌာနကဂျွန်အာရွန်ဒက်စ်နဲ့အိမ်အောင်ကြကသမီးလေးချက်စီကမွေးဖွားခဲ့တာပါဒါပေမဲ့နှစ်နှစ်ကြာမှတော့အိမ်အောင်ရေးပြတ်ဆဲပြီးခင်မွန်းဖြစ်သူအားနှင်ချလို့တနှစ်သမီးလေးနဲ့တူတခြားတနေရာမှာခိုးလုံခဲ့ရပါတယ်။1993ခုနှစ်မှာတော့ ရိုးလင်းကအင်္ဂလန်ကိုပြန်လာခဲ့ပြီးတိုက်ခန်းကြီးကြီးလေးထဲမှာငှားနေခဲ့ရပြီးတော့အစိုးရထောက်ပံ့ကြီးနဲ့အသက်ဆက်ခဲ့ရတာပါ။ကော်ဖီဆိုင်မှာတနေ့ကုန်အလလုပ်ပြီးတော့ညာလုံးပေါက်ကော်ဖီဆိုင်လေးထဲမှာပဲစာထိုင်ရင်းနေကြတာပါ။စားမှုတော့အနားနိုင်ဆိုတော့ကွန်ပျူတာကောင်းကောင်းတစ်လုံးလာမှမဝင်နိုင်ပဲလက်နေဆက်အဟောင်းလေးနဲ့စာရေးခဲ့ရတာပါ။1995ခုနှစ်မှာတော့ရိုးလင်းကသူ့ဝိတ္ထုကိုထုတ်ဝိတ္ထုတယောက်စီကိုပို့လိုက်ခဲ့ပါရယ်။ ဒါပေမဲ့စာပေအဆင်မမီဘူးလို့အငင်းခံလိုက်ရတာကြောင့်ရိုးလင်းတယောက်အကြီးကျယ်စိတ်တက်ကြခဲ့ပါတယ်။ဒါပေမဲ့ရိုးလင်းကအပြန့်တင်းနဲ့နောက်ထပ်ထုတ်ဝေတဲ့သူတူးစီကိုစာမှုတွေထပ်ပြီးတော့ပို့ခဲ့ပါတယ်။ဒီတစ်ခါမှလည်းထိုနီးတူစာပဲထပ်ပြီးတော့အငင်းခံပါတယ်။ဒီလိုနဲ့ရိုးလင်းတယောက်ကထုတ်ဝေတဲ့သူဒရာစင်ကျော်ရဲ့အငင်းခံရပြီးတနည်းကြာမှတော့လက်လျှော့လိုက်ဖို့ထိစဉ်းစားမိခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲ Bloomsbury ပုံနှိပ်တိုက်ကဖုံးဆက်ပြီးတော့ Rowling ရဲ့ Harry Potter ဇာတ်လမ်းကိုထုတ်ဝေမှာဖြစ်ကြောင်း အเจ้าမှာတော့ကြိုက်လို့မဟုတ်ဘဲနဲ့သူသမီးငယ်လေးကပထမခန်းအောင်ဖတ်ပြီးကြိုက်တယ်လို့ပူဇော်နေရကြောင်းနောက်ခန်းတွေဆက်ရေးပေးဖို့ဆက်သွဲခင်တာပါဒီစကားကိုကြားလိုက်တဲ့ချိန်မှာရိုလင်းတယောက်ပျော်လွန်းလို့မျက်ရည်တွေတင်းတင်းစီးကြပြီးတော့အယူတယောက်လိုကောက်ခုံပြုံမြူခင်ရပါတယ်စာမူကပေါင်1500နဲ့သဘောတူညီမှုရခဲ့ပြီးတော့စာအုပ်ရေတထောင်ထုတ်ဝေခဲ့ပါတယ် ရန်နေငယ်ကြမှာတော့ Harry Potter ဆောက်ကဗြိတိန်နိုင်ငံရဲ့ရောင်းအားအကောင်းဆုံးဆင်းမှာပါဝင်ခဲ့ပြီးတော့ရောင်းအားမလောက်လို့ခဏခဏပြန်လည်ပြီးတော့ထုတ်ဝေခဲ့ရပါတယ် Scholastic Company ကတူရဲမှုပိုင်းဖြန့်ဝေဖို့ Harry Potter ဆောင်းကိုပေါင်တသိန်းနဲ့ဝယ်ယူခဲ့ပါတယ်။ဒါ့အပြင် Hollywood ရုပ်ရှင်ထုတ်လုပ်ရေး Warner Brothers ကလည်း Rolling Harry Potter ဆောင်းကိုရုပ်ရှင်ရိုက်ကူးဖို့ဒေါ်လာတန်းချီနဲ့စာချုပ်ချုပ်ခဲ့ပါတယ်။ ်ဟာရီပေါ်တာရဲ့နောက်ထပ်ထွက်ရှိလာတဲ့ဆောင်းတွေကိုလည်း Warner Brothers ကပဲရုပ်ရှင်အဖြစ်နဲ့ပြောင်းလဲခဲ့ပါတယ်။ဟာရီပေါ်တာရုပ်ရှင်ကလူကြိုက်များခဲ့ပြီးတော့ဝင်ငွေအများဆုံးရရှိခဲ့တဲ့ရုပ်ရှင်ဖြစ်ခဲ့တာပါ။ Rolling ကစာမူကရုပ်ရှင်ထုတ်လုပ်ရေးကရှားတဲ့ဝင်ငွေတွေနဲ့ပတ်စံတွေအများကြီးရရှိခဲ့ပြီးတော့ချမ်းသာကြွယ်ဝတဲ့စာရင်းဆရာမပွားကိုရောက်ရှိသွားပါတယ်။ Rowling က Harry Potter ရဲ့ခုနှစ်အုံမြောင်းနဲ့နောက်ဆုံးဝင်ထုဖြစ်တဲ့ Harry Potter and the Deathly Hallows စာအုပ်ကိုရေးသားပြီးခဲ့ချိန်မှာတော့ Harry Potter ဇာတ်လမ်းရေးတာကိုအဆုံးသတ်ခဲ့ပြီးဒီနောက်ဆုံးစာအုပ်က Harry Potter စာအုပ်တွေရဲ့ရောင်းအားအကောင်းဆုံးစံချိန်တင်ခဲ့ပြီး Rowling အကြိုက်ဆုံးစာအုပ်ဖြစ်တယ်လို့ဆိုပါတယ် Rolling ကအခက်ခဲတွေကြားနေအရှုံးမပေးဘဲပန်းနိုင်ဝင်ရောက်အောင်သွားနိုင်ခဲ့ပြီးတော့လူငယ်တွေအတွက်အတူယူစရာဆလန်းတစ်ခုလည်းဖြစ်ပါတယ်။